မင်းလာပါခင်ဗျာအဲ့ဒီကမြန်မာကနေပြီးတော့ကျွန်တော်တို့တပတ်တွင်းမှာတင်ပြပေးခဲ့တဲ့သတင်းတွေကိုပြန်လည်သုံးသပ်ပြီးတော့มาဖြစ်ပါတယ်သတင်းတွေထဲမှာနိုင်ငံတကာသတင်းတွေမြန်မာသတင်းတွေရနေပြီးတော့မိသည့်ရလက်တွေထွက်လာမယ်ဆိုတဲ့အဖြေတစ်ခုကိုရရှိသွားနိုင်လိမ့်မယ်လို့ထင်ပါတယ်ပထမဆုံးပြောချင်တာကတော့ထုံးတမ်းနိုင်ပါပဲပထဝီနိုင်ငံရေးရကမ္ဘာအင်အားကြီးနိုင်ငံတွေကအချင်းချင်းအပြိုင်ဆိုင်မှုတွေများပါတယ်သူတို့ပြိုင်ဆိုင်မှုတွေများတဲ့အခါမှာ လားကျွဲနဲ့ကောင်ချားမှာမြေစာပင် ဖြစ်တယ်ဆိုတဲ့ဇကပုံတွေလည်းရှိခဲ့ပါတယ်အဲ့တော့ကျွဲကြီးနှစ်ကောင်ကတော့ခတ်နေပါပြီကျွဲကြီးနှစ်ကောင်ရဲ့ခတ်ကွင်းပြင်တဲ့နေရာဟာကျွန်တော်တို့ဘယ်နေရာမှာရှိတယ်လဲဆိုလို့ရှိရင်တော့တောင်တရုတ်ပင်လယ်ပင်ပဲဖြစ်ပါတယ်အင်အားကြီးနိုင်ငံဖြစ်တဲ့အမေရိကန်နိုင်ငံကအင်အားကြီးလာပြီးတော့ကမ္ဘာနံပါတ်1နေရာကိုရောက်တော့မဲ့တရုတ်နိုင်ငံနဲ့အင်အားရှင်ပြိုင်မှုတွေမှာထူးခြားတဲ့စစ်ပွဲတွေကိုကျွန်တော်တို့ကြုံတွေ့နေရတာဖြစ်ပါတယ်ပထမဆုံးစစ်ပွဲကတော့ တရုတ်ကအမေရိကန်နေပြီးတော့တရုတ်ကိုကုံသွယ်ခွင့်စပယ် trade war လို့ပဲခေါ်ကြပါစို့ကုံသွယ်ခွင့်ခုံနေတွုံးမြင့်ကောက်ခံလိုက်တာနဲ့ပတ်သက်ပြီးတော့ကဘာကြီးอ่ะ Donald Trump တက်လာတယ်လှုပ်ရှားမှုတွေဖြစ်ပါခဲ့ပါတယ်အဲ့ဒီမှာသူစားတာတခုကမင်းဘက်ပါမလားငါဘက်ပါမလားဆိုတဲ့အတွေးတွေနဲ့နိုင်ငံငယ်လေးတွေကိုဒေတာတွင်ဩဇာအာဏာဖြန့်ကျက်ဖို့အတွက်ကျူးပန်းနေတဲ့အနေထားမှာခုနပြင်ပြခဲ့သလိုကျွဲနှက်ကောင်ကြားထဲမှာမြေသားပင်ဖြစ်တဲ့အကြောင်းလေးတွေကို ဒီသတင်းတွေမှာရင်တွေးကြမှာဖြစ်ပါတယ်။ပထမဆုံးပြောချင်တာကတော့သူကအမေရိကန်က C30 C63 32ဘုံကျဲလေယာဉ်ကြီးနဲ့ကမ္ဘာအမြန်ဆုံးအနုမြူထိပ်ဘူးမပါသေးတဲ့ဘုံတွေကိုသူ့ရဲ့တဲခန္ဓာတစ်ခုမှာစပြီးကျဲပြခဲ့တာနဲ့စိတ်ဝင်စားဖို့ကောင်းလာပါတယ်။အဲဒီနေရာမှာကမ္ဘာကြီးမှာလှုပ်ခတ်သွားပါတယ်။ဒုတိယအချက်အနေနဲ့ကသူဘာလောက်လာလဲဆိုတဲ့အခါကျတော့ဗင်နီဇွဲလားနိုင်ငံကိုဟုတ်လား သူ့ရဲ့ရေဓာတ်တွေဖို့ပြီးတော့ဗင်နီဇွဲလာကိုအရေးယူဖို့လုပ်နေတယ်ဆိုတဲ့သတင်းကလည်းပါလာပါတယ်။ဒါဟာကမ္ဘာရဲ့တစ်ဖက်ချမ်းမှာပါ။ဒီဘက်အချမ်းမှာရှိနေတဲ့တရုတ်နဲ့ပတ်သက်ပြီးတော့ဖြစ်လာတဲ့သတင်းတွေကတော်တော်များပါတယ်။ဘာတွေလောက်ခဲ့သလဲလို့မေးရင်ပထမလအထဲမှာပဲအာဆီယံဆွေးနွေးပွဲလုပ်တဲ့အခါမှာဒေါ်နယ်ထရန့်ကြီးလာတက်ပြီးတော့ရှေ့တောင်အာရှနိုင်ငံတွေရဲ့စီးပွားရေးတွေအကျိုးမြတ်တွေကိုသူသိရှိသွားလိမ့်မယ်လို့ထင်ပါတယ်။ တရုတ်တရုတ်နဲ့အိန္ဒိယနဲ့အမေရိကန်နဲ့လုနေတဲ့ရေရှားသတ္ထုဟာလဲစိတ်ဝင်စားစရာကောင်းတဲ့သတင်းထဲမှာပါပါတယ်အဲ့တော့အဲ့ဒီအချက်လဲလေးတွေကနေပြီးတော့အခုလက်ရှိဖြစ်လာတဲ့ကမ္ဘာသတင်းတွေကိုဆက်ဆက်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ကြားဖြန့်တိုက်ဖြတ်ရေးအတွက်အမေရိကန်ကနေပြီးတော့အဲစကန်စန်တာစတိုက်ဖုတ်ဆိုတဲ့ဟာကိုဖွဲ့စည်းလိုက်တယ်ဆိုတာကိုပေါ်လာပါတယ်အဲ့လိုဖွဲ့စည်းလိုက်တဲ့အချိန်မှာစကန်စန်တာစတိုက် ဖွဲ့စည်းလိုက်ပြီလို့ပြောပြီးတဲ့အချိန်မှာမကြမီပါပဲဒေါက်တာကနေမြေပုံတစ်ပုံတင်လာပါတယ်။အဲဒီမြေပုံထဲမှာမြန်မာနိုင်ငံရဲ့လာအိုရဲ့ကမ်ဘောဒီးယားရဲ့ထိုင်းရဲ့မှာကျွန်တော်တို့ flat အနီလေးတွေထိုးထားပြီးတော့ဒီနေရာတွေဟာအားပြန်ရှိတဲ့နေရာတွေပါဆိုပြီးတော့သူက location ပြလိုက်ပြီဖြစ်ပါတယ်။ကမ္ဘာမြေပုံကိုကြည့်မယ်ဆိုလို့ရှိရင်တောင်တရုတ်ပင်လယ်ပြင်ရဲ့အစွန်းအားလေးမှာရှိနေတဲ့ကျွန်းဆွယ်နိုင်ငံတွေကိုပြတ်မှတ်ထားတယ်လို့ တေချာသွားတော့ဖြစ်ပါတယ်အဲ့ဒီမှာတခါဘာလောက်လိုက်လဲဆိုတဲ့အခါကျတော့တောင်ကိုရီးယားရဲ့ရင်မုတ်သင်းမောကိုအနုမြူစွမ်းအင်ကိုအမေရိကန်တက်ဆင်ပေးလိုက်တယ်ဆိုတော့တောင်ကိုရီးယားအနုမြူစွမ်းအင်မှာရင်မုတ်သင်းမောနှစ်ပေါင်းများစွာကြာအောင်ခြေထဲမှာတာဝန်ထမ်းဆောင်နိုင်မဲ့သင်းမောတစ်စီးဖြစ်နေရရှိသွားတဲ့အခါမှာဒါဟာအမေရိကန်နဲ့ဟိုတရုတ်နဲ့မြောက်ကိုရီးယားကိုသွေးထိုးပေးလိုက်တာဒါမှမဟုတ်စပေးလိုက်တဲ့သဘောမျိုးဖြစ်ပါတယ် ဒီချိန်မှာပဲထူးခြားတဲ့သတင်းတစ်ခုထွက်လာပါတယ်။အာထိုင်ဝမ်ကိုစီးရီးယားအရေးယူမယ်ဆိုလို့ရှိရင်နဲ့နော်ဂျပန်ကစီးရီးယားအကူအညီပေးမယ်ဆိုပြီးတော့စာနေကာရာအီချီဂျပန်ဝန်ကြီးချုပ်ကနေပြောထုတ်ပြောလိုက်တဲ့အချိန်မှာတရုတ်ကအမတန်ပောက်ကွဲသွားပါတယ်။ခုနကကျွန်တော်ပြောနေတဲ့ဒီ point နေရာလေးမှာပဲစူလောင်စူပတ်မှုတွေကိုမြင်တွေ့ကြရပြီသတင်းတွေကလည်းမြင်တွေ့နေရပြီဖြစ်ပါတယ်။စာနေကာရာအီချီကလည်းအဲ့လိုပြောလိုက်တဲ့အခါမှာ တယုတ်ကဘာပြောလဲဆိုဒီစကားကိုပြန်ရုပ်သိမ်းပေးတင်တယ်ဆိုပြီးတော့ပြောနေတာ ਨੇ တပြိုင်တည်းထဲမှာပဲတယုတ်ရဲ့ဟိုကန်းကြီဆောင်တက်တီဟာဂျပန်နဲ့ငင်းပွားနေတယ်ကျွန်းနေတာဒီကိုတင်မောကြီးရဲ့စစ်တင်မောကြီးရဲ့ခြေတက်သွားတာကိုတွေ့ရပါတယ်အဲ့တော့တောင်တရုတ်ပင်လယ်ပြင်ကြာဖြန့်ကျွန်တော်တို့ဒီပြောတဲ့တောင်တရုတ်ပင်လယ်ပြင်ရဲ့ဒီအကွေလေးမှာရှိနေတဲ့ဒေတာတွင်မငြိမ်သက်မှုတွေဟာသတင်းတွေနေရာနေမြင်တွေ့နေရဖြစ်ပါတယ်အဲ့တော့ဒီနေရာနဲ့ပတ်သက်ပြီးတော့နောက်တဲ့တစ်ခုက ဒီကြားပြန်တဲ့ပတ်သက်ပြီးတော့တရုတ်ကလည်းပြန်လှုပ်ပါတာမလှုပ်လဲဆိုတဲ့ခါကျတော့6နိုင်ငံပူးပေါင်းပြီးတော့တနေ့ကလန်ချမ်းမဲခေါင်စီမံကြားပြန်တိုက်ဖြတ်ရေးဖွဲ့စည်းပြီးဖွဲ့စည်းလိုက်ပါတယ်အဲ့ဒီမှာ6နိုင်ငံပါဝင်ပါတယ်တရုတ်ဥဆောင်ပြီးတော့မြန်မာလာအိုထိုင်းကမ်ဘောဒီးယားတို့ပါဝင်တဲ့နိုင်ငံ6နိုင်ငံနဲ့ဖွဲ့စည်းလိုက်ပါတယ်သူကအဓိကပြောတာတော့ကြားပြန်အောင်တိုက်ဖြတ်မယ်လို့ပြောတာပါဒါပေမဲ့ထူးခြားတဲ့သတင်းထဲမှာလှုပ်ဝက်ချက်တစ်ခုကိုတွေးရှိလိုက်ပါတယ် မဟာမိတ်နိုင်ငံများအဖြစ်ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတဲ့သတင်းမှာမဟာမိတ်ဆိုတဲ့အထမကြားဖြန့်တိုက်ဖက်ဖို့ပဲမဟာမိတ်လောက်တာလားစည်ရေးမဟာမိတ်လောက်တာလားဆိုတော့မသိပါဘူးသို့တော့အဲ့ဒီတိုင်းပေါ်ဝင်ပါတယ်အဲဒီရန်နဲ့ပတ်သက်ပြီးတော့တရုတ်ကဒီကြားဖြန့်ပြန့်ကိုပြန်ပြန်ဖွဲ့လိုက်တယ်ကျွန်တော်တို့မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့လေအဲခုနလိုမျိုးပေါ့မြန်မာနိုင်ငံထဲမှာကြားဖြန့်တချို့လုပ်ငန်းတွေရှိနေတယ်ဟို KK ပတ်တို့ဘာတို့ကိုလည်းကျွန်တော်တို့ ီနိုင်ငံတော်ယာယီသမ္မတကဒီကြားဖြန့်လုပ်ငန်းတွေကိုအမျိုးသားရေးတာဝန်တရားအနေနဲ့တိုက်ဖြတ်သွားမယ်ဆိုတော့ဒီပြောလာတာတွေလည်းရှိတယ်။အဲ့ဒီမှာသူစားတာနိုဝင်ဘာလ14ရက်နေ့မှာကျွန်တော်တို့ Pacific Click ဆိုတဲ့ရုရှားကနေပြီးတော့စစ်သည်မောကြီးသုံးစီကရန်ကုန်ကိုရောက်လာပြီးစစ်ရေးလေးချင်းတွေလုခဲ့တာကိုတွေ့ပါတယ်။ငါတို့ဟာ တရုတ်အာဆီယံခုနက6နိုင်ငံနဲ့အတူရှိတယ်ဆိုတော့ message တခုကိုပေးလိုက်တယ်လို့ထင်ပါတယ်ရုရှားကလည်းဒါလာပြီးတော့ပေးပါတယ်အဲ့တော့ဒီ Pacific ပေါ့ဒီဒီအရှိတ်အာရှဒီဘက်ဒီတောင်တရုတ်ပင်လယ်ပြင်ရဲ့ပတ်ဝန်းကျင်မှာတော့ပြင်းထန်တဲ့ရိုက်ခတ်မှုတွေဖြစ်ပေါ်နေပါပြီအမေရိကန်ကခြေရှုပ်ပြီးတော့လုံမာကိုလည်းတရုတ်ကသူ့ရဲ့နန်မိတ်နဲ့သူ့ရဲ့အနာစုံမွေးအတွက်ဘာလီဆောင်ရွက်နေတယ်ဆိုတဲ့သတင်းတွေရ ဒီဘက်တွင်းမှာကျွန်တော်တို့မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။လာမယ့်နောက်တစ်ဘက်တွင်းမှာလည်းဒီလိုပဲသတင်းတွေကနေရရှိလာတဲ့သုံးသက်ချက်တွေနဲ့ကမ္ဘာရဲ့နိုင်ငံကြီးတွေရဲ့အရွေးတွေကိုသုံးသက်တင်ပြပေးတော့မှာဖြစ်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။